အစီကျတယ်ဖြစ်စဉ်ရက်တန့်သွားလျင် ဒီ၅ချက်ကိုပြင်မိတ်ဆွေတို့ကြုံဘူးလိမ့်မယ်ပထမကာလမှာကျွန်တော်တို့လေ့ကျင့်ခန်းတွေတည်ချလုပ်တယ်အစားအသောက်တွေလည်းတည်ချထိန်းတယ်တနေ့တာလှုပ်ရှားသွားလာမှုတွေလည်းများများလေးလုပ်တယ်ဆိုတော့မျိုးလုံးနဲ့မြင်အောင်ပြောရင်ဒီလိုမျိုးဒီ body fat 30ရာခိုင်နှုန်းလောက်ကနေ body fat 20ရာခိုင်နှုန်းလောက်ထိကျသွားဖို့ကတိတ်ခက်ခက်ခဲခဲမရှိဘူးဟုတ်တယ်ပုံမှန်လေ့ကျင့်ခန်းလေးတွေလုပ်တယ်အစားအသောက်တွေတည်ချလေးရွေးချယ်ပြီးစားတယ်ကိုယ်တနေ့တာလှုပ်ရှားသွားလာမှုလေးကိုများများလေးလုပ်ပေးတယ်အေးဝါအိတ် okay ဒါပေမဲ့ကျွန်တော်တို့ဒီ20ကနေဆက်ပြီးတော့ကျကျင်တယ်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဒီထက်ပိုပြီးကြက်ကြက်လစ်လစ်နဲ့ခန္ဓာ ာကိုစီကင်းပြီးတော့လင်းဖြစ်ချင်တဲ့ပုံစံကိုသွားချင်တယ်ဒါပေမဲ့မှန်မှန်ကန်ကန်အရှိမလုံနေတာပဲအလွဲရည်လည်းမလုံဘူးတိတ်ပြီးတော့မထူအစီကျတဲ့ဖြစ်စဉ်ကရပ်သွားတယ်ဒါဆိုရင်ဒီအမှား၅ချက်ကိုမိတ်ဆွေတို့ပြင်ရမှာဖြစ်တယ်ဒီအမှား၅ချက်ကဘာတွေလဲဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံနဲ့ထုံးစံတိုင်းတိတ်ပန်ဒီချတွေ့ရှိချက်တွေကိုပေါင်းဆက်ပြီးတော့မျှဝေပေးမှာဖြစ်တယ်အမှား၅ချက်ကြီးပဲပြောမှာမဟုတ်ဘူးအဲ့အမှား၅ချက်ကိုဘယ်လိုမျိုးအစားထိုးပြီးပြင်ရမလဲဆိုတော့ကျွန်တော်တစ်ချက်ချင်းအသေးစိတ်မျှဝေပေးတော့မှာဖြစ်တယ် နောက်မဲ့မင်္ဂလာပါ Fit for Life Build a Sign Page ရဲ့ Founder ကိုနေဖြစ်ပါတယ်မိတ်ဆွေတို့ Body Transformation လုပ်တဲ့အခါမှာအခက်အခဲမရှိအောင် လေ့ကျင့်ခန်းနဲ့ပတ်သက်လို့ Anatomy ကဘယ်လိုရှိတယ်ဘယ်လေ့ကျင့်ခန်းကိုဘယ်လိုရွေးချယ်သင့်လဲဆိုတဲ့ Knowledge Sharing Video တွေ Diet လုပ်တဲ့အခါမှာအစာအာဟာရအုပ်စုတွေကဘယ်လိုရှိလဲအစာအသောက်ကိုဘယ်လိုလျှော့စားသင့်လဲတိုးစားသင့်လဲမိမိရဲ့ body goal နဲ့အလိုက် ဘယ်လိုမျိုးအစားအသောက်တွေကိုရွေးချယ်တင်လဲဆိုတဲ့အကြောင်းအရာတွေကိုယခုလိုမျိုးပိုက်ပုံနဲ့သိပ္ပံနည်းကျအသေးစိတ်လူတိုင်းနားလည်အောင်ရှင်းပြတဲ့ content တွေကိုဖန်တီးပေးနေတဲ့သူဖြစ်ပါတယ်။အပြင်ကျွန်တော်တို့လောကရဲ့စီမံရေးနဲ့တော့လကောက်နေပဲမတူတဲ့တခြားသော fitness trainer ပညာရှင်များနဲ့တော့လကောက်အခုလိုမျိုး focus အစီအစဉ်တွေအပြင်မှာ knowledge sharing အစီအစဉ်တွေကိုများစွာဆောင်ရွက်ခဲ့ပါသေးတယ်။တိတ်ပံနီးကြတိကြခိုင်ပါတဲ့အချက်လက်တွေနဲ့ဒီလိုမျိုး client ပေါင်းများစွာကိုလည်း ကျွန်တော်ကိုယ်တိုင် body transformation လုပ်ပေးခဲ့သူတယောက်ဖြစ်ပါတယ်။ဒါဆိုရင်နံပါတ်1မှာ healthy ဖြစ်တဲ့အစားအသောက်တွေကိုဦးစားပေးပြီးတော့စားလွန်ခြင်းကျွန်တော်ပန်နေအရှိကာလမှာတော့ body fat 30%လောက်ရှိတယ်။အဲ့ဒီအချိန်မှာအချုံငန်စီစိတ် ready made တွေရှောင်နေတတ်နိုင်သလောက်ကျွန်တော်တို့ calorie ကို short စားဖို့အတွက်ဒီ ready made food တွေမစားဘူးကိုကိုတိုင်ကိုကြတေချာချက်ပြုတ်စားတော့တာပဲဖြစ်ဖြစ်ဒါမှမဟုတ် single ingredient food ပေါ့ကျွန်တော်တို့ ချက်စီထမင်းမစားဘူးတန်ပေါက်မစားဘူးရိုးရိုးထမင်းဖြူလေးစားမယ်ဆက်လုံးညိုတွေပါကြီးညာတွေမစားနိုင်ဘူးဆိုရင်တောင်မှအဲနောက်တစ်ခုပါမုတ်တွေပါကြီးစားရဲဆိုရင်လေပါမုတ်ညိုကြီးပါမုတ်ကြမ်းကြီးမစားနိုင်ဘူးဆိုရင်တောင်မှပါမုတ်ဖြူလေးစားတယ်အဲဟိုလိုမျိုး no ပါမုတ်တို့ strawberry ပါမုတ်တို့ chocolate ပါမုတ်တို့အဲ့လိုမစားတက်နိုင်တဲ့လောက် healthy food တွေစားတယ်တိုးတော်ညာလေအဲ healthy food တွေမှာလေ calorie ပါတာပဲခင်ဗျမေးချွေလို့ဘလောက်ပဲ healthy food တွေစားစား calorie က maintenance calorie စားနေရဲဆိုရင်တော့ဇက်ကြမှာမဟုတ်ဘူးနောက်တစ်ခုကလက်သီးပုံးထိုးနေတဲ့ဟာကြီးကျွန်တော်တို့ ကဲ healthy ဖြစ်ပါရယ်ဆိုတော့တန်လွင်စီထောဘက်တီနို့နေနို့တဲ့ပစ္စည်းနောက်ပြီးတော့အသားတွေအချို့အမဲသားစားတယ် beef sticks beef sticks စားတယ်ကောင်းတယ် ဒါပေမဲ့ကယ်လိုရီနည်းနည်းများရတယ်။တချို့ကျတော့လေ healthy ဖြစ်အောင် salad လေးတွေလုပ်စားတယ်။တန်လွင်စီလေးတွေတုံးတယ်။ဒါပေမဲ့လိုရာထက်ပိုထည့်နေတယ်။လက်မန်းနဲ့ထည့်နေတာရှိတယ်။တချို့ကလည်းအစီအစံလေးတွေထောပတ်သီးလေးတွေ healthy ဖြစ်တယ်ဆိုပြီးစားတယ်။ဒါပေမဲ့ကယ်လိုရီကတိတ်သီးစများတယ်။နည်းနည်းလေးပဲစားတယ်ဆိုပေမဲ့ကယ်လိုရီတိတ်သီးစများနေတယ်။လက်သီးပုံလေးထိုးနေတယ်။အဲ့တော့အရှိကာလမှာတော့မှန်နေဗျာ။ body fat 30လောက်ရှိတဲ့ကာလမှာတော့ပုံမှန်လေး short စားလိုက်ထိန်းစားလိုက်နဲ့ဘိုင်းဘိုင်းဘိုင်းဆိုကျလာတယ်။ဒါပေမဲ့20 ရောက်နေပြီဒီထက်ကျချင်တယ်ဒီထက်ပုတ်ပြီးချစ်ချစ်လေးလေးဖြစ်ချင်တယ်ဆိုရင်တော့တေချာလေးကယ်လိုရီတွက်စားဖို့လိုတယ်โอเคဒီနေရာမှာကျွန်တော်အတွေ့အကြုံအရပြောမယ်ဆိုရင်ကယ်လိုရီတွက်စားရတယ်ဆိုတာအင်မတန်မှလက်ပေါက်ကတ်တယ်ကျွန်တော်တို့အစားအသောက်တစ်ခုချင်းတစ်ခုချင်းကိုထမင်းရလွဲလို့မချက်ခင်အစိမ်းကိုချိန်တွယ်ကြတယ် gram ချိန်နဲ့ကယ်လိုရီဘလောက်ပါလဲ protein carbohydrate fat ဘလောက်ပါလဲဆိုအသေးစိတ်တေချာလေး detail တွက်ရတယ်အဲ့တော့ဟုတ်ပြီအမေရအများကြီးမလုံးနိုင်ဘူးတသက်လုံးမတွက်နိုင်ဘူးဆိုရင်တောင်မှတပတ်ဆယ်ရက်လောက်ပဲဖြစ်ဖြစ်ဒီလိုမျိုး ရက်တန်နေတဲ့ကာလာလေးအစီဆက်မကျတော့တဲ့ကာလာလေးမှာတပတ်ဆက်ရလေးအဲ့ဒါလေးကိုလှုပ်ကြည့်အဲ့ကျရင်မိတ်ဆွေတို့ပိုစားမိနေတာလေးတွေအစွန်းထွက်လေးတွေကိုကတော့ပုံမှန်ပဲထည့်လိုက်တာပဲဒါပေမဲ့ပိုနေတာပိုနေတဲ့ကယ်လိုရီ100တန်နေ200တန်နေ300တန်နေ400တန်နေ500တန်နေတခါလေကျွန်တော်အတွေ့အကြုံကပြောမယ်ဆိုရင်အကျွန်တော်တို့ထိန်းစားနေတာပဲဒီလိုပဲစားနေတာပဲ healthy food တွေစားနေတာပဲဒါပေမဲ့သူစားတဲ့ကယ်လိုရီထက်ပိုနေတဲ့ဟာတွေစသည်ဖြင့်ကျွန်တော်တို့ဒါတွေ့ရတယ် နောက်ပြီးတော့ဒီ research မှာဆိုရင်လည်းကျွန်တော်တို့တော်တော်များများကသူတို့ထင်တာကဒီ calorie 2000လောက်စားရဲဆိုရင်တကယ်စားနေတာ2300လောက်ဖြစ်နေ30ရာခိုင်နှုန်းလောက်ပိုစားမိနေတတ်တယ်လို့ဒီ research တွေမှာအတည်လင်းဖော်ပြထားတာမျိုးရှိဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ခိုင်းလဲဆိုတော့ client တွေကိုအများတန်း calorie အတွက်မစားနိုင်သည့်တိုင်အောင်လို့တပတ်ကိုတရက်လောက်အဲ့ဒါကိုအလေးချင်းတစ်ခုအနေနဲ့လုပ်ပေးလို့ကျွန်တော်အများတန်းထည့်ပြောတယ်ကျွန်တော်နားလေပြီးပါရောက်နေတဲ့သူရှိတယ်ဟိုကလေးတစ်ဖက်နဲ့ လှုပ်ရှုပ်နေရတဲ့သူရှိတယ်။ရုံးတက်နေရတဲ့သူရှိတယ်။မီးပြတ်လို့တိုင်ပတ်နေရတဲ့ရှိအများကြီးပဲ။ဒါပေမဲ့တပတ်တစ်ရက်လောက်ဒီလိုမျိုးကယ်လိုရီတွက်တာလေးကိုလှုပ်ချင်းအားဖြင့်အ ਨੇ ဆုံးတော့ကျွန်တော်ဘယ်အစားအသောက်ကတော့ကယ်လိုရီနည်းနည်းလေးသိသိစာများတယ်။ဘယ်အစားအသောက်ကတော့နှစ်ခုထက်နေတယ်။ဥပမာကျွန်တော်တို့ကထမင်းလဲစားတယ်၊အာလူးလဲစားတယ်၊ထမင်းနဲ့မဝင်းကားနဲ့စားတယ်၊ခေါက်ဆွဲကြော်နဲ့ထမင်းနဲ့စားတယ်။အဲ့လိုမျိုးနှစ်ခုထက်နေရလေးတွေကယ်လိုရီသိသိစာများနေရလေးတွေမျိုးလုံးနဲ့မြင်လာတယ်။ပရိုတင်းရအောင်ဆိုပြီးကျွန်တော်တို့ကနို့တွေတောက်တဲ့ beef steak တွေစားတယ်။ဒါပေမဲ့ကယ်လိုရီနည်းနည်းလေးများနေရလေးရှိတယ်။အဲ့ဒါလေးတွေမြင်လာတယ်။ဆိုတော့ ပြောရမယ်ဆိုတော့နံပါတ်1အမားက healthy food လေးတွေစားနေရုံနဲ့မလုံလောက်တော့ဘူး calorie တိတိကျကျတွက်ဖို့လိုတယ်အ ਨੇ ဆုံးဒီ stage မှာတပတ်10ရက်လောက် strict လုံးဝတိတိကျကျတွေတွက်ပြီးတော့စားပေးဖို့လိုတယ်ဒါကတော့နံပါတ်1အမားဖြစ်တယ်ပြင်ရပါက calorie တွက်စားရမယ် မှားနေတဲ့အမှား healthy food တွေစားပြီးတော့ရောက်ရဲတင်းတင်းနေတာ ဖြစ်တယ်။ဒါဆိုရင်နံပါတ်1အမှားကိုဇက်ကြည့်လိုက်အောင်။နံပါတ်1အမှားကအလေးပေါ်ပေါ်အကျိန်များများ ကစားနေခြင်း။ဒီယူဆကထောက်လျှောက်ကိုလွဲမှားနေတော့မယ်။အလေးပေါ်ပေါ်အကျိန်များများကစားမယ်ဆိုရင်ကြွက်သားတွေကကျစ်လစ်သွားမယ်ဆိုပြီးတော့အယူအဆ လွဲမနေတာဖြစ်တယ်။ကျွန်တော်တို့အလေးပေါ်ပေါ်အချိန်မြေမြာကစားနေရမှာမဟုတ်ဘူး။နံပါတ်1ဒီအလေးရင်နဲ့ကစားခိုင်းနေဆိုတဲ့ရည်ရွယ်ချက်တွေကျွန်တော်အမြဲပြောတယ်။ကြသွားတယ်ဝိတ်တွေမှာကြွက်သားတွေပါမသွားအောင်။နောက်ပြီးတော့ကိုယ်လေးချင်းကြသွားတဲ့အချိန်မှာဒီတိုင်းကြီးပဲဟိုဘလက်ပိုင်လိုက်ပြီးတော့ပျော့တွဲရော့ရဲနေတာမဖြစ်အောင်ဒီတိုင်းပိန်ရှုံပြီးတော့ကြုံသွားတဲ့ပုံစံမျိုးမဖြစ်အောင်ခန္ဓာကိုယ်ကျမ်းမာတန်ဆွမ်းကြန့်ခိုင်အောင်ရုပ်ထွက်ကောင်းအောင်လုပ်ခိုင်းတာဖြစ်တယ်ကြွက်သားတိဆောက်ခိုင်းတာဖြစ်တယ်မှန်ပါတယ်အလေးပေါ်ပေါ်အချိန်မြေမြာကစားတော့လေပဲကြွက်သားတိဆောက်နိုင်လားဆိုတိဆောက်နိုင်တယ်ဒါပေမဲ့ ဒီသုတေသနာတွေ့ရှိချက်တွေအရဆိုရင်ကျွန်တော်တို့ကဒါ group နှစ်ခုခွဲလိုက်တာပေါ့နော်ပထမ group ကကျွန်တော်တို့9ချိန်ရနေ10ချိန်နိုင်တဲ့အလေးနဲ့ intensity ပြင်းပြင်းကစားတယ်နောက် group က15ချိန်ရနေ17ချိန်နိုင်တဲ့အလေးပေါ့ပေါ့အချိန်များများကစားတယ်ဒီ9ချိန်ရနေ10ချိန်နိုင်တဲ့အလေးနဲ့ intensity ပြင်းပြင်းထေချာကစားတဲ့သူတွေကကျွန်တော်တို့ walkout လုပ်တဲ့ performance တွေကလည်းကျမသွားဘူးကြွက်သားဓုတွေကလည်း အနေထားတစ်ခုတည်းကောင်းနေတယ်ထိန်းထားနိုင်တယ်အစီကြခြင်းဖြစ်စဉ်ကလည်းဖြစ်တယ်ဒီဘက်မှာလည်းအလေးပေါ်အချိန်မများအဖွဲကလည်းအစီကြခြင်းဖြစ်စဉ်မဖြစ်ဘူးလားမဟုတ်ဖြစ်တယ်ဒါပေမဲ့သူတို့အဲ့ကျသွားတဲ့ fat percent ကိုတိကျကျကျမထိန်းနိုင်ဘူးနောက်ပြီးတော့ muscle loss တွေလည်းဖြစ်လာတယ်ကျတာတော့ကျသွားတာပဲဒီဘက်မှာအာမရှိဘူးလူကတဖြည်းဖြည်းကျုံလာတယ်သေးလာတယ်မတန်တော့ဘူးနောက်ပြီးတော့ကျကျမထိန်းနိုင်ဘူး body fat percent ကျသွားတဲ့ဟာကိုဒီတစ်ဖက်ကတော့ခြေနေကောင်းတယ်ကြည်ကြည်လေးလေးတင်းတင်းရင်းနဲ့ strength တွေလည်း မကြဘဲနဲ့ရှိနေတယ်။ဆိုတော့လေးပေါ်ပေါ်အချိန်များများကြီးကိုအမဆယ်ကိုလုံးဝကတင်ဖြစ်အောင်တုံးဖြစ်အောင်ဆိုပြီးတော့ဆော့တာမျိုးကိုတော့လုံးဝအားမပေးဘူး။တစ်ဖက်မှာလည်းဇော်ရကတက်စီယာရှိတာကဒိုင်မွန်ဝင်ကစားသမားတွေကျွန်တော်တို့ထက်များစွာအစင်တန်းမြင့်တဲ့ professional ကစားသမားတွေကပွဲနီးတဲ့ခါကျရင်အလေးပေါ်ပေါ်အချိန်များများကစား ဒါလေးတွေရှိတယ်။ဒါသူတို့ကပြိုင်ပွဲရည်ရချက်နဲ့နောက်ပြီးတော့သူတို့အဲ့အချိန်မှာကာဗွန်ဟိုက်ဒရိတ်ဆိုတဲ့ဂစီဓာတ်တွေကိုအင်ပဒန်ရှော့ချထားတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ဥပမာ10ကိုသွားမယ်ဗျာ။9နဲ့9နဲ့ပေါင်းရင်10။အဲ့လိုမရဘူး။အဲ့တော့နှစ်9ခုပေါင်းရင်10။အဲ့အဲ့လိုသွားတာပေါ့နော်။အဲ့ဒါသူတို့ရဲ့တဘာတွေ၊ဝါတွေ၊တက်နစ်တွေနဲ့သွားတာဖြစ်တယ်။ ကျွန်တော်တို့တာမန်ကစားသမားတွေကအဲ့ဒါကိုလိုက်ရှောင်ပြီးတော့ဟာလေးဘောဘောချင်းချင်းမများကစားရဲကားပလာမောင်တွေလည်းအဲ့လိုကစားရဲဆိုပြီးတွားရှောင်လို့မရအောင်ပြီးတော့သူတို့တိစောက်ထားတဲ့ muscle quality ကအများကြီးကျွန်တော်တို့ရဲ့အစွန်းဖျားတော့မရှိဘူးအဲ့တော့ cutting လုပ်လိုက်တဲ့အချိန်မှာနှဲတာကြီးမဟုတ်ထွက်လာပြီးတော့တခြားသောလိုအပ်တဲ့ဈေးဝါးတွေတုံဆွဲရတယ်ရှိတယ်ဒါပေမဲ့သူတို့ရဲ့ဝိရိယအများကြီးလွန်စွာပိုကဲအဲ့တော့အဲ့ဒါကိုလိုက်နိုင်လို့မရအောင်အလေးဘောဘောချင်းချင်းများတွေရှောက်ကစားနေလို့မရအောင်အတက်နိုင်ဆုံး၅ချိန်ရတဲ့၈ချိန်ဂျားထဲမှာနိုင်တဲ့အလေးနဲ့တေချာလေး ကစားဖို့လိုအပ်တယ်အဲလိုလေးဖို့ပေါ့ချင်မြဲမြဲကစားမြဲမြဲကယ်လိုရီဘန်မြဲမြဲမဆယ်ကွဲဆိုတာကြီးကလုံးဝမားပါတယ်အဲ့နဲ့မားသည်အလေးပေါ့ပေါ့အချိန်မြဲမြဲကစားတာမားနေပါတယ်ထုံးတဲ့တိုင်း၅ချိန်၈ချိန်နိုင်တဲ့အလေးနဲ့ပုံမှန်အရင်တော့ဆော့နေကြတဲ့အတိုင်းပဲ intensity ပြင်းပြင်းလေးနဲ့တေချာလေးကစားပေးဖို့လိုအပ်ပါတယ်။ဒါဆိုရင်ကျွန်တော်နံပါတ်3ကိုဆက်ကြည့်လိုက်အောင်။နံပါတ်3မပြောခင်မှာကျွန်တော်ရဲ့ signature program လေးဖြစ်တဲ့ ိတ်ဆွေတို့ရဲ့အသက်အရက်ကိုအလေးချိန်အရင်တော့လုတ်ခဲ့ဘူးတဲ့လေ့ကျင့်ခန်းဒါရက်ဒါမှမဟုတ်လေ့ကျင့်ခန်းတစ်ခါမှမလုပ်ဘူးယောဂပြဿနာအခြေခံဘာတွေရှိလဲဆိုတာတွေကို အသေးစိတ်မေးမြန်းပြီးတော့မိတ်ဆွေတို့အတွက်အတီးတန့်ဖြစ်တဲ့ workout program မိတ်ဆွေတို့အတွက်အတီးတန့်ဖြစ်တဲ့ အစားအသောက် diet လမ်းညွှန်ချက်တွေနောက်ပြီးတော့ဒီ training တွေဒီ diet တွေလုပ်နေတာတွေကမှန်ကန်မှုရှိရလားတိကျမှုရှိရလားဘာတွေလိုတိုးပိုလျှော်လုပ်တင်လဲဆိုတာကိုပြန်လည်စစ်ဆေးပေးတဲ့အင်စာစစ်ပေးတဲ့ပုံစံနေနဲ့ကျွန်တော်ရောင်းချပေးတယ်ရာနှုန်းမြင့်အာမခံ body recomposition program ရှိတယ်ထုံးတဲ့အတိုင်းပဲဒါကတစ်လမှာတင်နန်းသား100တာကန့်သက်လက်ခံတယ်အိမ်မကောင်းဆောင်နေပဲဒီလမှာတင်နန်းသား30ပဲ ကျန်ရှိပါတော့တယ်လက်ခံပေးဖို့တင်တဲ့အသေးစိတ်ကိုတော့ကျွန်တော် Messenger မှာ Body Recomposition Program ဆိုပြီးတော့မေးမြန်းနိုင်ပါတယ် admin တွေကရှင်းပြပေးမှာဖြစ်ပါတယ်တင်တဲ့ချိန်ခဏခဏမေးလို့သုံးသိန်းခွဲပါ discount မရှိဘူး promotion မရှိဘူးဘယ်တော့မှလည်းရှိလာမှာမဟုတ်ဘူး Okay နံပါတ်3ချက်နံပါတ်3ချက်ကဘာလဲဆိုရင်ကျွန်တော်တို့အများစုမားတတ်ကြတာဒီ fat loss ဖြစ်စဉ်ကြီးကလုံးဝဒီတဖြောင်နည်းကြီးပေါ့နော် linear ကြီးလို့ဖြစ်မယ်ထင်တာဘယ်လိုမျိုးလဲဆိုတော့ body fat percent 30 25 20 25 30 Oh no အဲ့လောက်မလွယ်ဘူးအဲ့လောက်မလွယ်ဘူးဘာလို့လဲဆိုတော့ तू က adaptation ရပါတယ်ဥမာမိတ်ဆွေတို့တနေ့တာလိုအပ်တဲ့ calorie က maintenance calorie ရဲ့ calorie 2500ဆိုကြပါစို့မိတ်ဆွေတို့က2500ကို calorie short စားရမယ်ဆိုတာသိရ1800စားရလူလည်းရှိရ2000စားရလူလည်းရှိရ โอเคအဲ့မှာကြာလာတော့ခန္ဓာကိုယ်ကမှတ်ထားတယ်ပုံမှန်ကတော့ maintenance calorie က2500 2000စားတယ်ကြာလာတော့2လလောက်ကြာရင်ဆိုရင် तू က adaptation ရသွားတယ်ဆက်ပြီးတော့မကြာတော့တာဘာလို့လဲဆိုတော့ maintenance calorie ဖြစ်နေတယ်ကိုစားနေတဲ့ဟာ2500ရဲ့ maintenance calorie ဆိုပြီးမှတ်လိုက်တာတိတိကျကျပြောမယ်ဆိုဒီ research မှာဆိုရင်တဲ့ तू ကအဲ့လို calorie deficit လောက်တာ2လကြာတဲ့အခါမှာ30ရာခိုင်နှုန်းလောက်ကို तू ကကျော်ပြီးတော့အရောက်အတွက်ယူလိုက်တယ်။ဥပမာမိတ်ဆွေတို့ထားပါတော့ကယ်လိုရီဒက်ဖစ်လောက်တယ်2500ကိုမိတ်ဆွေတို့က2200လောက်ပဲစားရတယ်ဆိုရင် အဲ့2200ကိုသူက maintenance calorie ဆိုပြီးတက်မှတ်လိုက်တယ်အဲ့တော့ basic တော့ calorie short စားတယ် short စားတယ်ဆိုပေမဲ့လေတကယ်တော့ maintenance calorie စားဖြစ်နေတဲ့ပုံစံလေးဖြစ်သွားတယ်အဲ့နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ client တွေကိုအမြဲတမ်းဖြည့်ဆင်းနေရတာအဒီတိုင်းကြီးပဲကျွန်တော်တို့ဒီမှာတို့တွက်လိုက်ပြီးအဲ့တိုင်းကြီးပဲအမြဲစားနေရမှာဆို မဟုတ်ဘူးကျွန်တော်တို့မဆယ်တက်လာတာရှိတယ်ဒါမှမဟုတ်အစီကျသွားတာရှိတယ်အဲ့ကြရင် reverse အနေနဲ့ကျွန်တော်တို့ပြန်ပြီးတော့ပြောင်းသွားတယ်တခါလေကျရင် break ပေးရတယ်ဒါပေမဲ့ formula လင်းလင်းပြောရင်ရှားတယ်တချို့ဟာတွေက theory တွေထဲမှာပဲရေးထားကျွန်တော်တို့ဒီနှစ်လလောက် calorie deficit လုပ်တယ်အဲ့ကြရင် maybe the bad tan ဒီတောက်ရက်တန်ဒီ flexible maintenance calorie ကျွေးပြီးတော့ flexible diet လုပ်ခိုင်းရတယ်။ဒါပေမဲ့နှစ်လဆက်တိုက်တိတိကျကျလုပ်နိုင်တဲ့ client ရကျွန်တော်ရှိမှာလက်ချိုးယူလို့ရတယ်။မိတ်ဆွေတွေလည်းစဉ်းစားကြည့်နှစ်လဆက်တိုက်တိတိကျကျပြောင်းမဝင်ကစားသမားတွေတော့မပြောဘူးနော်။တာမန်လူတယောက်အနေနဲ့ strict diet လုပ်ဖို့ဆိုတာခက်တယ်။ဒါပေမဲ့တချို့လုပ်နိုင်တယ်။အဲ့လိုလုပ်နိုင်တဲ့သူတွေဆိုရင်ကျွန်တော်ကတော့တစ်ပတ်လောက်ကိုစားချင်တာစားစားချင်တာစားဆိုပေါက်ကဲတွေစားခိုင်းတာမဟုတ်ဘူး။နှစ်လလောက် diet ကိုတိတိကျကျလုပ်လာတဲ့လူကလည်းအဲ့လိုမျိုးလက်လွတ်စပယ်မစားတော့ဘူး။ maintenance calorie စားပါ။ကိုယ့်ကိုကြိုက်တဲ့အစားအသောက်လေးတွေဦးစားပေးပြီးစားပါဆိုပြီးလွတ်ပေးထားတယ်။အဲ့လိုမျိုး flexible ဒါရက်လောက်လိုက်တယ်အဲ့ဒါမှသာလင်ခန္ဓာကိုယ်က adaptation မကျတော့ဘဲနဲ့အဲနည်းနည်းကြောင်သွားတာပေါ့နော်အဲ့ဒါငါ maintenance calorie မဟုတ်ဘူးဆိုပြီးတော့အဲ့လိုပုံစံသွားတယ်အဲ့တော့နံပါတ်3အမှားကဒီဟာကြီးကိုလုံးဝကြီး fat loss ဖြစ်စဉ်ယူဒီလို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 ဖြစ်သွားမယ်တစ်ခါကယ်လိုရီတွက်ပြီးရအဲ့ဒါကို deficit လုပ်ပြီးစားမယ်တောက်လျှောက်ဒီတိုင်းစားမယ်ဆိုရင်မရပါဘူးကျွန်တော်တို့နှစ်လလောက်ပြင်းပြင်းထန်ထန် diet လုပ်ပြီးပြီဆိုရင်တစ်ပတ်လောက် maintenance calorie ကိုစိတ်ချမ်းသာပျော်ရွှင်စွာစားနေလို့ရတယ်ပြီးမှတေချာလေး deficit ပြန်လုပ်လို့ရတယ်နံပါတ်4ချက် နံပါတ်၄ချက်ကမိတ်ဆွေတို့ကလောဘကြီးတာလောဘကြီးတာမတော်လောဘပေါ့ high intensity interval training တွေလုပ်တယ် hit workout တွေလုပ်တယ်အများစုကဒီ session တစ်ခုတည်းနဲ့ ကယ်လိုရီ900 600 800 800လောက်လောက်လောင်ကျွမ်းသွားတဲ့ပြင်းပြင်းထန်ထန်လှုပ်ရတဲ့ high intensity cardio class တွေကို join တယ်။အဲဒီ class တွေမှာကောင်းမှုလို့ပြောတာမဟုတ်ဘူး။တခြားအကျိုးကျေးဇူးတွေအများကြီးရှိတယ်။ဒါပေမဲ့ဖိတ်ချက်တွေကစဉ်းစားကြည့်။ calorie deficit လည်းလှုပ်ထားတယ်။နောက်ပြီးတော့တပတ်3-4ရက် strength training အလေးနဲ့လေ့ကျင့်ခန်းတွေလုပ်တယ်။မိတ်ဆွေတွေအတံမွေးဝမ်းကြောင်းတွေရှိတယ်။နောက်ပြီးတော့မိသားစုတွေတခြားလူမှုရေးကိစ္စတွေအချိန်ပေးရတာရှိတယ်။အဲ့မှာမှာထပ်ပြီးတော့ ဒီ class တွေကိုနှစ်ကြိမ်၃ကြိမ်တပတ်မှနှစ်ကြိမ်၃ကြိမ်ဆက် join လိုက်မယ်ဆိုရင်လူကလုံးဝ burn out ဖြစ်သွားမယ် diet လေးတေချာမလုပ်ချင်တော့ဘူး weight training လေးတေချာမမနိုင်တော့ဘူးပြီးတော့ဒီ class တွေ join တဲ့အခါလဲတိတ်ပြီးတော့မှုကမကောင်းတော့ဘူးတခြားအလုပ်တွေမှာကိုယ့်ရဲ့ social ကိစ္စတွေမှာရောပြဿနာတွေတက်လာနိုင်တယ်ကျွန်တော်တို့ဆက်ရုပ်တွေမဟုတ်ဘူးအဲ့တော့အဲ့လိုကြီးတွေစွတ်မလုပ်စေချင်ဘူးနောက်ပြီးတော့ဒီ research အရာပြောရမယ်ဆိုရင်ကျွန်တော်တို့ထင်တာကအော်ကယ်လိုရီအများကြီးဖမ်းသွားမယ်အဲဆိုငါတို့အစီအကျသွားမယ်ထင်တာမဟုတ်ဘူး အဲ့ဒီ high intensity workout တွေလုပ်တဲ့အချိန်မှာသုံးလိုက်တဲ့ energy တွေကအထူးသဖြင့်ဂစီတက်ကယူတဲ့ energy တွေ glucose တွေကိုသုံးတာဖြစ်တယ်။ဆယ်ရာခိုင်နှုန်းလောက်ကပဲကျွန်တော်တို့ကျကျင်တဲ့အဆီတွေကနေဘန်းသွားတာဖြစ်တယ်။အဲ့ဒီစားကျွန်တော်ကဘာလုပ်စေချင်လဲဆိုတော့လမ်းလျှောက်တာကိုလုပ်စေချင်တယ်။လမ်းလျှောက်တဲ့အခါမှာကျွန်တော်တို့ဘန်းသွားတဲ့ calorie က80ရာခိုင်နှုန်းလောက်ကအဆီတွေကနေလောင်ကျွမ်းတာဖြစ်တယ်။ fat to energy ဖြစ်တယ်။အဲ့တော့ဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ကျွန်တော် client တွေကိုအမြဲကျွန်တော်ထည့်ပေးတယ်။ post workout cardio ပုံစံတွေထည့်ပေးတယ်။လမ်းလျှောက်တာတွေကိုအမြဲထည့်ပေးတယ်။ တက်တော့တက်တာပဲအေးအေးစေးစေးပဲဟိုတကုတ်တကကြီးကာဒီယို section ကြီးလောက်တာကောင်းတယ် conditioning တက်ကောင်းတယ် dust miner တွေအတွက်ကောင်းတယ်မလုံးနဲ့မဟုတ်လှုပ်ချင်တပါဆိုလှုပ်ဒါပေမဲ့ fat loss အတွက်ဆိုရင်ကျွန်တော်တို့ weight training ပြီးသွားတဲ့အခါမှာနိုင်ခွက်လောက် train မေးပေါ်မှာလမ်းလျှောက်တာဖြစ်ဖြစ်ကိုကအချိန်မရဘူးဆိုရင်တနေ့ကိုဗျာကိုကကိုနိုင်ခွက်လမ်းလျှောက်ခြေလမ်းတစ်တောင်းလျှောက်ဒါမှမဟုတ်နိုင်ခွက်လောက်လမ်းလျှောက်တာမျိုးလေးကိုထည့်ပြီးတော့ လုတ်ပေးစေခြင်း ਨੇ ဒါလေးကလက်တွေ့ကြပြီးတော့အတုံးဝင်မယ်အဆင်ပြေမယ်လို့ထင်တယ်နောက်ပြီးတော့အဲ့လို high intensity interval workout ကြီးတွေလုတ်ပြီးသွားရင်မိတ်ဆွေတို့ကြုံဘူးလိမ့်မယ်ဟုတ်တယ်ဘန်းသွားတယ်ဒီ watch မှာပြရတဲ့ဟာတွေရဲ့ average ဆိုပေမဲ့လည်းအနည်းဆုံးတော့ calorie 900လောက်ဘန်းသွားတယ်တစ် session မှာပြလိုက်ပြီးတော့မလိမ့်နဲ့မိတ်ဆွေတို့ညညဆိုဆွဲတာပဲ bike တွေစားပြီးအဲ့ class ပြီးတာနဲ့တန်းဆွဲတာ border နဲ့ပေါင်းပြီးဆွဲတယ်ညမှာထပြီးဆွဲတယ်နောက်နေ့မှာလုံးဝ our training မလုပ်တော့ဘူးမနေ့ကပြဲသွားတယ်ပြိုင်းသွားတယ်ဆိုပြီးလစ်သွားတာရှိတယ်အဲ့တော့ ကိုယ့်အကိုလည်းပြန်ပြီးချင့်ချိန်မှာလုံးဝကြီးမလုံနဲ့လို့ပြောတာမဟုတ်ဘူးလုတ်ပြီးရင်အဲ့လိုတွေဖြစ်ကြလုံလို့အတက်နိုင်ဆုံးဒါလမ်းလျှောက်တာလေးကိုအစားထိုးပြီးလုတ်ဖို့တော့ကျွန်တော် personally အကြံပြုလိုက်တွန်းတာဖြစ်တယ်။ဒါဆိုတော့နောက်ဆုံးပဲအိတ်နဲ့လွယ်နံပါတ်5မှားတဲ့အချက်ကိုဆက်ကြည့်လိုက်အောင်။နောက်ဆုံးအမှားတစ်ခုကတော့ကျွန်တော်ပါဝင် အများစုဖြစ်နေတဲ့ပြဿနာပေါ့နော်။ကျွန်တော်တို့ diet တွေလုံနိုင်တယ်။ Okay training တွေလုံနိုင်တယ်။ Okay ဒါပေမဲ့ ညစောစောအိပ်ဖို့ခက်တယ်။လူမှုရေးရဒါသမီးစားဖုံးပြောတာတွေရှိတယ်၊ဂိမ်းဆော့တာတွေလည်းရှိတယ်။ဒါမှမဟုတ်အလုပ်တွေမပြီးလို့လုံနေရရှိတယ်၊ကလေးထိန်နေရရှိတယ်။ဆိုတော့ညဘက်အိပ်တာနောက်ကျတယ်။ညဘက်အိပ်တာနောက်ကျရင်ဘာဖြစ်နိုင်လဲဆိုတော့နံပါတ်၁ချက်ကျွန်တော်တို့ဒီအစီချခြင်းဖြစ်စဉ်ကိုနှောင့်နှေးစေရုံမကကြွက်သားတိဆောက်ခြင်းဖြစ်စဉ်ကိုလည်းနှေးစေတယ်။ဒီ research အရဆိုရင်ကျွန်တော်တို့ဒါ၄နာရီ၅နာရီပဲအိပ်တဲ့ဖွဲ့ရတစ်ဖွဲ့၈နာရီအိပ်တဲ့ဖွဲ့တစ်ဖွဲ့အဲ့၄နာရီ၅နာရီပဲအိပ်တဲ့ဖွဲ့ရဒီဖွဲ့ထက် ဒီအစီကြခြင်းဖြစ်စဉ်က55ရာခိုင်နှုန်းလောက်တောင်လျော့နေနေမနေဘူး55ရာခိုင်နှုန်းလျော့နေနေအများကြီးနဲ့နာမှုရှိနောက်တစ်ခုကဒီနောက် research တစ်ခုမှဆိုရင်လည်းထုံးစံတိုင်းပဲဒီအရေးပြက်ချင်တွေကကျွန်တော်တို့အစီကြခြင်းဖြစ်စဉ်နဲ့ကြောသားတိဆောက်ခြင်းဖြစ်စဉ်ကိုတော်တော်လေးကိုထိခိုက်တယ်လို့ဆိုထားတယ်အထူးသဖြင့်ဒီ calorie deficit လုပ်နေတဲ့အချိန်မှာတော်တော်လေးကိုဆိုးတယ် နောက်တစ်ခုကမိတ်ဆွေတို့မျိုးလုံးနဲ့မြင်အောင်ကြည့်လိုက်ဟိုတရက်နှစ်ရက်လောက်ဗျာဒါအလုပ်တွေရှုပ်လို့ stress တွေများလို့ကိစ္စအကြောင်းချင်းရပေါ်လာလို့ပြက်တာကိစ္စမရှိဘူးအမြဲတမ်းကြီးအဲ့လိုအိပ်ပြက်နောက်ကျနေမယ်ဆိုရင်ကျွန်တော်တို့နောက်ပိုင်း training ကိုလည်းတေချာထိထိမိမိမလုံးနိုင်တော့ဘူးအစိုးဆုံးကကျွန်တော်တို့ဘိုက်ပြည့်တဲ့ဟော်မုန်းကညော့နေပြီးဘိုက်စားတဲ့ဟော်မုန်းကတက်နေတယ်နောက်ပြီးတော့စားလိုက်ရင်တောင်းတလိုက်ရင်လေဒီ fast food တွေ junk food တွေ ready made food တွေတောင်းတတယ် အဲ့ဒီအေးပြက်တဲ့ညမှာလေတကွီကွီတကွမ်းကန်ထလို့ခေါက်ဆဲတွေပြုတ်ပြုတ်ပြီးစားရတာလည်းမနေဘူးအဲ့တော့ဂွင်းဆက်တည်းပြောရင်မဆုံးချိတ်နေတယ်အဲ့တော့အေးပြက်ချင်းကိုတတ်နိုင်သလောက်ရှော့ချပေးပါဒါနဲ့ပတ်သက်လို့ကျွန်တော်အေးပြက်တာနဲ့ပတ်သက်လို့ဘယ်လိုမျိုးညဘက်ဆော့ဆော့အေးဖို့အထောက်ကူပြုလဲဆိုတာလေးကိုကျွန်တော်ဒီဗီဒီယိုအတိုလေးမှာကျွန်တော်ရှင်းပြထားတယ်နော်ဒါအေးပြက်တဲ့လူတွေညဘက်ဆော့ဆော့အေးဖို့ခက်တဲ့လူတွေအဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးပြုပြင်ရမလဲဆိုတာကိုအမှပြထားတာဖြစ်တယ်အဲ့ဒါလေးကတော့ကျွန်တော်တို့အစီချမှုရက်တန့်နေရင် ဒီ၅ချက်ကိုပြင်ဆိုတဲ့ဗီဒီယိုလေးဖြစ်တယ်။ထုံးစံတိုင်းဒီဗီဒီယိုလေးကိုကျွန်တော်တို့ recap ပြန်လုပ်ရမယ်ဆိုရင်နံပါတ်၁မားတဲ့အမားဒီ healthy food တွေစားနေတာပဲဆိုပြီးတော့ကိုယ့်ကိုယ်ကိုရောင်ရမ်းတင့်နေနေတယ်မလုံလောက်ပါဘူးဒီချိန်မှာမရတော့ပါဘူး calorie အတိအကျတွက်စားဖို့လိုတယ်အ ਨੇ ဆုံးဒီ stage ရောက်နေတဲ့အခါမှာ9ရက်ဒါမှမဟုတ်10ရက်လောက်တိတိကျကျလေး tracking လေးလုပ်ထားဖို့လိုတယ်နောက်တစ်ခုဒီအလေးပေါ်ပေါ်အချိန်များများကစားခြင်းအလေးပေါ်ပေါ်အချိန်များများကစားလို့တခြားသောအကျိုးကျေးဇူးတွေ ရှိကောင်းရှိမယ်ဒါပေမဲ့မိတ်ဆွေတို့လိုချင်တဲ့ခန္ဓာကိုယ်ကြစ်ကြစ်လစ်လစ်တင်းတင်းရင်းရင်းနဲ့လုံးဝ lean ဖြစ်တယ်မှာဆက် cutting လုပ်တဲ့ပုံစံအဲ့လိုမျိုးဖြစ်မှာမဟုတ်ပါဘူးကြော့သားတွေကိုတေချာတိဆောက်ထားမှသာလင်းအစီကျသွားတဲ့အချိန်မှာတေချာလေး muscle တွေကတိတိတသားပေါ်လွင်နေမယ် metabolism မြင့်နေမယ်ဒီ result ကိုကြာကြာထိန်းနိုင်မယ်အဲ့ဒီအတွက်ကြောင့်ထုံးစံနိုင်မယ်9ချိန်နဲ့10ချိန်လောက်နိုင်တဲ့အလေးနဲ့ intensity ပြင်းပြင်းလေးနဲ့တေချာလေးကစားဖို့လိုအပ်တယ်နံပါတ်3ကကျွန်တော်တို့ဒီ fat loss ဆိုရယ်ဖြစ်စဉ်က 30ရာခိုင်နှုန်း body fat 30ရာခိုင်နှုန်းလောက်ကနေ20ရာခိုင်နှုန်းကျသွားသလိုဆိုဆိုပြီးတော့အမဘူးဆိုပြီး10ရာခိုင်နှုန်းအဲ့လောက်ကြီးလွယ်မနေပါဘူး color အတိုင်းတာတစ်ခုရောက်တဲ့အချိန်မှာတန့်သွားတယ်ခန္ဓာကိုယ် adaptation ရသွားတတ်တယ်အဲ့ဒီဟာကြီးကိုအရင်စိတ်မပူနဲ့။ဘာလို့တင်လဲဆိုတော့တစ်ဖက်လောက် flexible diet လေးလုပ် ပေါက်ကရတွေနင်းကန်ခွာစားဖို့ပြောတာမဟုတ်ဘူး maintenance calorie လေးကိုကိုစားကျင်တဲ့အစားအသောက်လေးတွေနည်းနည်းဦးစားပေးပြီးတော့စားတဲ့ flexible diet လေးကိုပြောတာဖြစ်တယ်အဲ့လိုလေးလုပ်စေခြင်းနဲ့နောက်တစ်ခုကကျွန်တော်တို့ hit workout တွေပေါ့နော် high intensity interval training တွေ cardio exercise ပြင်းပြင်းထန်ထန်ကြီးတွေကိုတရေမရေစီးပြီးသွားမလုပ်ပါနဲ့လောဘမကြီးပါနဲ့ calorie လောင်ကျွမ်းရေးဆိုပြီးတော့ဥစားမပေးပါနဲ့အဲ့လိုတွေလုပ်မယ်ဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့ training intensity တွေများလာမယ် recovery မရဘူးအေးရပြတ်တာလေးတွေလည်းဖြစ်လာနိုင်တယ်ပို့ပြီးစားမိတာလေးတွေလည်းဖြစ်လာနိုင်တယ်တခြားကိုယ့်ရဲ့လူမှုရေးစီးပွားရေးတွေကိုထိခိုက်တာတွေလည်းဖြစ်လာနိုင်တယ်ခံနိုင်ရင်တော့တမျိုးပေါ့နော်ဒါကြီးကိုဇောင်းပေးပြီးတော့ calorie လောင်ကျွမ်းမှုအစီအကျဖို့ဆိုတာကြီးကိုမလုပ်စေချင်ဘူးပို့လုံးချင်တပါပို့ထူးချင်တပါဆိုရင် တနေ့ကိုနိုင်ွက်လမ်းပို့လျှောက်တာဖြစ်ဖြစ်ဂျင်မောကောက်ပြီးတော့နိုင်ွက်လောက်အင်္ဂလိပ်နဲ့လမ်းလျှောက်တာဖြစ်ဖြစ်ခြေလမ်းတစ်တောင်းတည့်ရက်ကိုပြေးအောင်လျှောက်တာဖြစ်ဖြစ်လှုပ်စေခြင်းနဲ့နောက်ဆုံးပဲအိမ်နဲ့လွယ်ပြောသလောက်လွယ်တယ် လှုပ်ဖို့ခက်တယ်အေးပြက်တာကိုတေချာလေးဂယူဆိုင်စေခြင်းနဲ့ကျွန်တော်ပြောတရက်နှစ်ရက်လောက်အကြောင်းချင်းဟာကိစ္စရှိလို့ပြက်တာတော့ကိစ္စမရှိပေမဲ့ဓာကြီးကတောက်လျှောက်ဆက်သွားရင် ခုနကပြောတဲ့ဇလန်းနေအကုန်ရှုပ်ကုန်မယ်အဲ့တော့အ ਨੇ ဆုံးမယုံမလွန်ပြောရမယ်ဆိုရင်အ ਨੇ ဆုံး6နာရီကနေ8နာရီလောက်အိပ်ဖို့ကျွန်တော်တို့ request လုပ်တယ်ဒီစလိရဖို့အတွက်တတ်နိုင်သလောက် ဒါဒီဘက်ခင်မှာညာဘက်အလုံးလောက်ရတာရှိတယ်ကိစ္စတွေရှိတော့17လောက်နောက်ဆုံးထားပြီးအိပ်မယ်ဆိုရင်တော့အဆင်ပြေတယ်။ကဲဒါဆိုရင်တော့ဒီ၅ချက်မှာမိတ်ဆွေတို့ကဘယ်အချက်တွေညှိစွန်းနေလဲဒါတွေကိုဘယ်လိုပြင်သွားမလဲဆိုတာလေးကိုလည်း comment မှာအပြန်အလှန်လေးဆွေးနွေးသွားပါအောင်ကျွန်တော်ဘက်ကလည်းမိတ်ဆွေတို့ရဲ့ပြဿနာလေးတွေကိုကြည့်ပြီးတော့နောက်ဗီဒီယိုတွေဖန်တီးတဲ့အခါမှာအများကြီးအထောက်အကူပြုပါရစေ။မိတ်ဆွေတို့တဝူးတယောက်ချင်း comment တွေကိုကျွန်တော်တေချာလေးဖတ်ပေးပါတယ်။ဗီဒီယိုဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ဒီထက်ကောင်းတဲ့ဗီဒီယိုတွေနဲ့ဆက်ပြီးတော့လာပါအောင်မယ် Thank <laughs> you.